ဂျပန်နိုင်ငံရဲ့လက်ရှိအာဏာရ Liberal Democratic Party LDP ကပါတီရဲ့တမိုင်းမှာပထမဆုံးအမျိုးသမီးခေါင်းဆောင်အဖြစ်ဆန္ဒရေးတက္ကသိုလ်ကြီးကိုမနေ့အောက်တိုဘာလ၄ရက်နေ့ကရွေးချယ်တင်မြှောက်လိုက်ကြပါပြီ။အာဏာရပါတီရဲ့ခေါင်းဆောင်အဖြစ်ရွေးချယ်တင်မြှောက်ခံရတာကြောင့်လာမယ့်အောက်တိုဘာလ15ရက်နေ့လွတ်တော်တွင်မဲခွဲပြီးကြတဲ့အခါဆန္ဒရေးအနေနဲ့ဂျပန်နိုင်ငံရဲ့ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာဖို့လဲတေချာသလောက်ရှိနေပါတယ်။ဒါဆိုရင်ဆန္ဒရေးတက္ကသိုလ်ကြီးဘယ်လိုခေါင်းဆောင်မျိုးပါလဲ။ အစဉ်လာရအမျိုးသားတွေကြီးစိုးတဲ့ဂျပန်လိုနိုင်ငံမျိုးမှာအမျိုးသမီးခေါင်းဆောင်ကိုဘာလို့ရွေးချယ်ကြတာပါလဲပထမအချက်အနေနဲ့ကတော့သူမဟာဂျပန်ခေါင်းဆောင်တွေအကြအတော်လေးရေပန်းစားလူကြိုက်များခဲ့တဲ့ကွယ်လွန်သူဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေကလက်သက်မွေးထားတဲ့ခေါင်းဆောင်လောင်းတူဖြစ်ပါတယ်သူမဟာဂျပန်အစိုးရအဆက်ဆက်မှာဝန်ကြီးဌာနအတော်များများကိုတာဝန်ယူဖို့သူဖြစ်တာကြောင့်လဲအထွေကြုံများသူတူဖြစ်ပါတယ်နောက်တစ်ချက်ကတော့သူမဟာအာနာယ LDP ပါတီခေါင်းဆောင်တွေအကြမှာ conservative ရှေးရိုးဆွဲအယူဝါဒရှိတဲ့အစွန်းရဝါဒီတူဖြစ်သတ်မှတ်ခံထားသူဖြစ်ပါတယ်။သူမဟာကွဲလွန်သူဗြိတိရှဝန်ကြီးချုပ်ဟောင်းမာဂရက်တက်ချာကိုအားကျလေးစားသူဂျပန်နိုင်ငံရဲ့ Iron Lady အဖြစ်သမုတ်ခံရသူလည်းဖြစ်ပါတယ်။သူမကိုပါတီခေါင်းဆောင်နေတဲ့တခြားဂျပန်လူထုအကြလူကြိုက်များစေတဲ့နောက်တစ်ချက်ကတော့တရုတ်စန့်ကျင်ရေးကိုပြင်းထန်စွာဆုတ်ကင်ထားသူဖြစ်တဲ့အပြင်ဂျပန်ရဲ့စစ်ရင်အားတိုးမြင့်တည်ဆောက်ရေးကိုအလေးပေးသူအဖြစ်ရှုမြင်ခံရတဲ့အချက်ပါ နောက်နိုင်ငံသားကလာတဲ့အလုပ်သမားတွေကိုတင်းကျပ်စွာစီစစ်ဖို့နိုင်ငံသားတွေကိုမလိုလားတဲ့အမျိုးသားရေးဝါဒီအဖြစ်အမြင်ခံရတာကြောင့်ပါတီတွင်းမှာ liberal ကြလွန်းတဲ့ခေါင်းဆောင်တွေအပေါ်စိတ်ပြည့်နေသူတွေရဲ့စိတ်ဝင်စားထောက်ခံမှုကိုရရှိခဲ့တာပါသူမဟာလိန်လူချင်းဆက်ဆံတာကိုစန့်ကျင်သူဖြစ်ပြီးအိမ်အောင်ပြူပြီးသူတွေအနေနဲ့ခင်မွန်းရဲ့နာမည်ကို ပြောင်းယူစရာမလိုဘူးဆိုတဲ့အယူအဆကိုဆုတ်ကန်ထားသူလည်းဖြစ်ပါတယ်ဒါပေမဲ့သူမဟာအာနာယ liberal party အတွင်းစီးလုံးမှုပြက်ပြားနေတာနဲ့ ပါတီပေါ်လူတို့ရဲ့ထောက်ခံမှုကြဆင်းလာနေတာစတဲ့အခက်အခဲတွေကိုဥဆောင် ဖြေရှင်းရမှာပါတစ်ဖက်မှာလည်းဒေတာတွေမှာတရုတ်တောင်ကိုရီးယားတို့နဲ့ဆက်ဆံရေးချိန်ခွင်ရှာညှိပြီးပါနတ်စွာရပ်တည်ဖို့လိုသလိုဂျပန်ရဲ့အဓိကမဟာမိတ်အမေရိကန်အစိုးရနဲ့စီးပွားရေးဆိုင်ရာကိစ္စရပ်တွေညှိနှိုင်းဖြေရှင်းဖို့လည်းရှိနေပါသေးတယ်ထူးခြားတာကသူမဟာဂျပန်နိုင်ငံရေးမှာအစဉ်အလာအရနိုင်ငံရေးအတိုင်းဝိုင်းနိုင်ငံရေးမိသားစု နောက်ခံမရှိဘဲနဲ့အခုလိုထိတ်ဆုံးအဆင့်ကိုရောက်လာတဲ့အချက်ပါ ဘာပဲဖြစ်ဖြစ်ဂျပန်နိုင်ငံကြီးဟာအနည်းနဲ့အများ conservative ဝါဒလက်ရဘက်ကိုရင်းလာနေပြီးဒီကောင်းဆောင်သေးအောက်မှာအမျိုးသားအကျိုးစီးပွားကိစ္စတွေကိုဦးစားပေးလှုပ်ဆောင်လာမယ်လို့တုံ့တက်နေကြပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ